သမာဓိမှာကကိုကြားတယ်လို့ဖွင့်တာမဟုတ်ဘူးသူများကြားဖို့ဖွင့်ပေးတာလေအများကြီးပဲနော်သူများကြားဖို့ကျန်တဲ့လူတွေကလည်းဘယ်သူမှသောရကမတက်ဘူး complaint မတက်ဘူးဘာမှလူမျိုးတွေဟာဒီဘက်မှာသီးခံတာလားကြိုက်တာလားတော့မပြောတတ်ဘူးနော်တကယ်သီးခံနေတာလားကြိုက်တာလားမပြောတတ်ဘူးအတန်မဆူရရင်မကျေတတ်တာလားမသိဘူးဘာပွဲလေးရှိရှိအတန်ဆက်ဆက်ပါမှဆိုတာမျိုးဖြစ်နေတယ်တကယ်ရောနှစ်သက်မြတ်လို့မှု ကောင်းရဲ့လားနှစ်သက်ဖွယ်ကောင်းလားမကောင်းဘုန်းကြီးတို့ကြောင်းမှာတော့ကိုလုံးနိုင်တဲ့နေရာမှာတော့လုပ်တယ်ပွဲရှိရင်ဘာမှမဖွင့်ရဘူးတန်ချက်သက်ဘာတန်ချက်သက်မှမဖွင့်နဲ့ဖျားလည်းမဖွင့်နဲ့တရားလည်းမဖွင့်နဲ့တရားကိုလည်းဖွင့်ထားလို့ရှိရင်လူတွေကနာတာမဟုတ်ဘူးလေစကားပြောနေကြတာတရားနာတာမှမဟုတ်တာပဲအဲ့တော့တရားမနာပဲနဲ့တရားဖွင့်ထားတာလည်းအသေးပြန်မရှိဘူးပထမွဲတွေရွတ်ကြတယ်တွတ်ကြည့် ပဋ္ဌာန်းလာတဲ့လူတယောက်မှမရှိဘူးနော်တယောက်မှမရှိဘူးတကယ်စဉ်းစားကြည့်မယ်ဆိုရင်အထိပယ်မဲ့တဲ့အလုပ်တွေကိုလုပ်နေကြတယ်လို့ပဲဒီလိုပဲခံစားရတယ်ဟုတ်ပြီသို့တော့ကိုယ်ပါတတ်နိုင်တယ်ဘာတတ်လဲဒါသူတို့ကြိုက်လို့လုပ်တာလေသူတို့ကြိုက်လို့လုပ်သို့တော့အဲ့ဒါကိုမညာမတာဝေဖန်ကြည့်သမ်းပါဆိုအထိပယ်ရှိရလားဆိုအထိပယ်မရှိဘူးတကယ်အထိပယ်မရှိုံနဲ့မကဘူးဖះအကြိုက်ဆန့်ကျင်နေတယ်လို့ဒီလိုပဲမြင်ရတယ် တိတ်ဆိတ်ငြိမ်သက်မှုဟာမြတ်စွာဘုရားရဲ့အကြိုက်ပဲဖြစ်တယ်ပေါ့